င်္ဂလာပါရှင်။ဖားဆောင်တိုက်ပွဲအတွင်ကာလာလာတာ6လနဲ့5တရင်ကတက်ခွဲမှုတူကြဆုံခဲ့တဲ့တရင်ကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ဂရနီပြည်နယ်ဖားဆောင်မြို့နယ်တိုက်ပွဲအတွင်မှာဂရနီပြည်သူ့လူမျိုးရေးတပ်မတော်ကာလာလာတာ6လနဲ့5တရင်ကတက်ခွဲမှုတူကြဆုံခဲ့ရတယ်လို့ထုတ်ပြန်ထားပါတယ်။ဖားဆောင်မြို့တင်တိုက်ပွဲအတွင်ကာလာလာတာ6လနဲ့5တရင်ကတက်ခွဲမှု ရဲဘော်ကလီတိုခဆရာတိုကစကောင်စီရဲ့လက်နေကြီးထိမှန်တာကြောင့်စွန်လ25ရက်နေ့မှာကြာဆုံးခဲ့တယ်လို့ကိုလင်းနဲ့ငါတရင်တည်နေတဲ့ပြန်ကြားရေးတာဝန်ခံကပြောကြားပါတယ်။ဖာဆောင်မျိုးကိုကရနီတော်လန်ရဲ့တပ်ပေါင်းစုကစွန်လ25ရက်နေ့ကထပ်မံထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့လက်ရှိအချိန်ထိလည်းတိုက်ပွဲတွေပြင်းထန်လျက်ရှိနေပါတယ်။တိုက်ပွဲများပြင်းထန်နေတာကြောင့် စစ်ကောင်စီဖက်ကလည်းလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေပြီးတော့နှစ်ဖက်အထိခိုက်ကြဆုံများရှိနေပါတယ်။ကာလာလာတာကိုလင်းနဲ့ငါတရင်မှာရဲဘော်စုစုပေါင်း16ဦးကြဆုံခဲ့ရပြီးတော့ဖားဆောင်တိုက်ပွဲတနစ်ကျော်အတွင်မှာရဲဘော်၄ဦးကြဆုံခဲ့ရကြောင်းလဲတရင်တည်င်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပြထားပါတယ်ရှင်။